အားလုံးပဲမင်္ဂလာပါဗျာကောင်းစားတဲ့ဌာနမှာပြန်လဲကြိုဆိုလိုက်ပါရခင်ဗျာကုတင်ဆက်ပေးမယ့်ရုပ်သံဗီဒီယိုဖိုင်လျော်ကာကြူကြီးမင်းအွန်လိုင်းရင်းဆိုင်နေရတာတွေကဦးတန်းရွှေခေခအထက်အများကြီးတားတဲ့အကြောင်းတွေကိုပြောလာတဲ့ကိုငင်းကြောင်ရုပ်သံဗီဒီယိုဖိုင်လျော်တင်ဆက်ပေးလိုက်ပါရခင်ဗျာဒီမှာကိုငင်းကြောင်ကအဲ့ဒီအကြောင်းနဲ့ဆက်ဆက်ပြီးနောက်ထပ်ဘလို့အကြောင်းအရာတွေကိုဆက်လက်ပြောဆိုထားတဲ့ဆိုတော့ကိုအားလုံးဝင်ရောက်ကြည့်ရှုလေ့လာတုံးသက်ဝေဖန်ပေးခဲ့ကြပါဦးခင်ဗျာအားလုံးကိုလည်းကောင်းဆက်တဲ့ဌာနမှာအထူးပဲကျေးဇူးတင်ရှိပါရခင်ဗျာ ဘာကြီးအကြောင်းနေတရုတ်အကြောင်းနေနလျင်အကြောင်းနေအဲ့ဒီအကြောင်းနေခဏဘေးမှာဖဲထားဒီတော်လန်ရေးကိုရှေ့ကိုဘလို့ဆက်သွားမလဲဒီဆရာနာရှင်စနစ်ကိုကျွန်တော်တို့ဘလို့တိုက်ဖြတ်မလဲလူတွေအကုန်လုံးပင်ပန်းနေတာမှန်းနဲ့ပြည်သူတွေအကုန်လုံးပင်ပန်းနေတာမှန်းနဲ့နိုင်ငံခြားမှာရှိတဲ့ပြည်သူတွေလည်းပင်ပန်းနေတယ်ဗမာပြည်ထဲမှာရှိတဲ့လူတွေလည်းဒုက္ခမျိုးစုံနဲ့ကြုံနေတယ်ကိုတင်အောင်မိုးကြီးသတိရတယ်အဲ့တော့အရင်ဆုံးကျွန်တော်စပြီးတော့ပြောချင်တာကဒေါအောင်ဆန်းစုကြည်ကိစ္စနဲ့စပြောမယ်လူတွေအကုန်လုံးကပြောကြတယ်ဒေါအောင်ဆန်းစုကြည်ဟာ စစ်တပ်ရဲ့အကြက်အတဲတွေကိုဖြည့်ရှင်းပေးခဲ့တယ်အဲ့ဒါကဘာကိုပြောလဲဆိုတော့တန်းရွှေခင့်မှာပေါ့နာခင့်မှုန်တိုင်းဖြစ်သွားတဲ့အချိန်မှာလူတွေကအကြက်တဲအခက်ခဲတွေဖြစ်တဲ့အချိန်မှာ2008ခြေကံဥပဒေကိုအကြောင်းပြပြီးတော့ရွေးကောက်ပွဲတွေဝင်တော့ဒေါအောင်ဆန်းစုကြည်ကလည်းဟိုရွေးကောက်ပွဲဝင်မယ်မဝင်ဘူးဆိုပြီးတော့ဒီမျိုးစုံလုပ်ပြီးနောက်ဆုံးကျတော့ဒေါအောင်ဆန်းစုကြည်ကရွေးကောက်ပွဲဝင်သွားတယ်ပေါ့အဲ့တော့ဒီလိုဒေါအောင်ဆန်းစုကြည်လှုပ်ခြင်းမလှုပ်ခြင်းနေကိစ္စထက်ကျွန်တော်အခုနှိုင်းရှင်ပြပါကအခုမင်းအောင်လိုက်ကျုံနေတဲ့အခက်အခဲတွေ တန်းရွှေကြုံတွေ့နေတဲ့အခက်အခဲထက်အများကြီးအများကြီးအများကြီးပိုပါတယ်အခုမင်းအောင်လိုက်ကြုံတွေ့နေရတဲ့အခက်အခဲတွေဟာတန်းရွှေကြုံတွေ့ခဲ့တဲ့အခက်အခဲတွေထက်အများကြီးအများကြီးအများကြီးပိုပါတယ်ခင်ဗျားတို့တစ်ချိန်လုံးကအခုကျွန်တော်တို့တော်လှန်ရေးဘက်မှာရှိတဲ့သူတွေနော် နီးမျိုးစုံနဲ့ရှိတဲ့သူတွေကပြောကြတာရှိတယ်။ဒေါ်အောင်ဆန်းစုကြည်ကစစ်တပ်ကိုအကာအကွယ်ပေးတယ်။ဒေါ်အောင်ဆန်းစုကြည်ကစစ်တပ်ကိုထွက်ပေါက်ရအောင်လုပ်ပေးတယ်။ဒေါ်အောင်ဆန်းစုကြည်ကဘာလုပ်သွားလဲ။အခုချိန်မှာဒေါ်အောင်ဆန်းစုကြည်လည်းသူ့ဟာသူနေနေတာ။ဒေါ်အောင်ဆန်းစုကြည်အခုချိန်မှာပေလားရှင်လားလက်ချိုးလားသွားနာလားနော်ဘာလို့မှမသိဘူး။ဒေါ်အောင်ဆန်းစုကြည်ကိုလည်းပြည်သူတွေကပုံမှန်လေးလေးပြောလို့ရှိရင်လေးစားတယ်။ဒါပေမဲ့ဒေါ်အောင်ဆန်းစုကြည်အခက်ခဲကိုလည်းပြည်သူတွေကမကူညီနိုင်တယ်လို့ဒေါ်အောင်ဆန်းစုကြည်နဲ့ဟိုခင်ညွန့်နဲ့တွေ့တယ်လို့ဒေါ်အောင်ဆန်းစုကြည်နဲ့ဟိုလူနဲ့တွေ့တယ်လို့အဲ့ဒါတွေအကုန်လုံးလည်းကျွန်တော်တို့ခင်ဗျားတို့မကြားတော့ဘူး။ တည်တည်ချာချာနားထောင်ဖို့လိုတယ်နော်ကျွန်တော်ပြောချင်တဲ့ကိစ္စကိုပြီးတော့ဒေါ်အောင်ဆန်းစုကြည်ကစစ်တပ်ကိုအကာအကွယ်ပေးတယ်ဒေါ်အောင်ဆန်းစုကြည်ကစစ်တပ်ကိုထွက်ပေါက်ပေးတယ်၂008ကျေကဥပဒေနဲ့ထွက်သွားတယ်အဲ့ဒီကိစ္စတွေကြားမှာကျွန်တော်အခုပြောချင်တဲ့သင်ငန်းစာကျွန်တော်ပြောချင်တဲ့အခုအခြေအနေကျွန်တော်လုတ်ပြောချင်တဲ့အကြောင်းအရာကိုတည်တည်ချာချာသိဖို့လိုတယ်အဲ့ဒါကပါလဲဆိုတော့တန်းရွှေခင်မှာတိုင်းပြည်ရဲ့တယံဇာတာတွေအကုန်လုံးကိုလက်ညှိုးထိုးပြီးရောင်းစားလို့ရတဲ့အခြေအနေရှိတယ်။ပန်းရွှေခင်မှာတိုင်းပြည်ရဲ့တယံဇာတာတွေအကုန်လုံးကို လက်ညှိုးထိုးပြီးတော့ရောင်းစားလို့ရတဲ့အနေအထားရှိတယ်။တန်းရွှေခစ်မှာလေသိမ့်မြေသိမ့်ရာသိမ့်ပြီးတော့လှုပ်ချင်တာလှုပ်ပြီးတော့เนาะပြည်သူတွေကိုပို့ပြီးတော့နှိမ့်ချတဲ့ဟာမျိုးလှုပ်ချင်တာအခုခက်တဲ့ပို့ပြီးတော့လှုပ်လို့ရတယ်။အခုခက်မှလည်းမလှုပ်ဘူးပြောနေတာမဟုတ်ဘူးเนาะမင်းအောင်လိုက်ခက်မှလည်းလှုပ်ချင်တာလှုပ်နေတယ်။သို့တော့မင်းအောင်လိုက်ချက်ပို့ပြီးတော့လှုပ်လို့ရတယ်။နောက်တစ်ချက်အရေးကြီးဆုံးကတန်းရွှေခစ်မှာတော်လန်ရေးဘက်ကလည်းတော့အင်အားမများဘူး။တန်းရွှေခစ်မှာ ခင်ညွန့်နဲ့ငင်းညာရေးလုပ်တယ်တို့ခင်ညွန့်နဲ့ငင်းညာရေးမလုပ်ဘူးတို့အဲ့ဒါတွေခဏတာတန်းရွှေခင်မှာတိုက်ပွဲတွေဒီလောက်မများဘူးတန်းရွှေခင်မှာစစ်တပ်ကိုဒီလောက်ကြီးခြေမုံနိုင်အောင်စစ်တပ်ကဒီလောက်အကျင့်ပြက်နေအောင်တခါမှမရှိဘူး88ခေါင်းဆောင်တွေပြောတာရှိတယ်ဗမာပြည်ကွန်မြူနစ်ပါတီကဆရာကြီးတွေပြောတာရှိတယ်နိုင်ငံရေးလက်လာတုံ့တက်တဲ့သူတွေရှိတယ်စစ်တပ်ကတော့အခြေမခိုင်တော့ဘူးဆိုတာတန်းရွှေခင်ကအခြေမခိုင်တာနဲ့မင်းအောင်လိုင်ခင်ကအခြေမခိုင်တာနဲ့ကတခြားစီပဲမင်းအောင်လိုင်ခင်မှာလက်နဲ့ချခြင်းတဲ့လူတွေကတန်းစီနေတယ်သို့တော့ မင်းအောင်လိုင်းခစ်မှာကျွန်တော်တို့ကတည်တည်ချာချာသိဖို့လိုတယ်။တန်းရွှေခစ်မှာတော့ကခမားတို့ပြောထားတာရှိတယ်။ဘာပြောထားလဲဆိုတော့စစ်တပ်ကလူတွေကလက်နဲ့ချကျင်နေမိသားစုကိုစောင့်ကြည့်ရလို့ဒီနေ့ခေတ်ဒီနေ့ခါမှာခမားတို့အဲ့ဒီကိစ္စကိုပြောလို့မရဘူး။စစ်တပ်မှာမှမိသားစုရှိတာမဟုတ်ဘူး။အခုပြည်သူတရက်လုံးကအကုန်ဆင်းရဲနေတဲ့အချိန်မှာစစ်တပ်ကကောင်တွေမှာဥနောက်ရှိပြီဟဲ့ဆိုလို့ရှိရင်လက်နက်ချလို့ရတဲ့အနေအထားတိုင်းပြည်လုံးဆင်းရဲဒုက္ခတွေရောက်နေတဲ့အချိန်မှာ စစ်တပ်ထဲမှာလက်နက်ချမဲ့လူတွေရှိပါတယ်စစ်တပ်ထဲမှာကောင်းတဲ့လူတွေရှိပါတယ်အခုခေတ်ကခမားတို့ကပုတ်ပွင့်လေးလေးပြောလို့ရှိရင်ဒီဗမာတော်လှန်ရေးလုပ်တဲ့အပိုင်းအဝိုင်းကိုပြောရအောင်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေတိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းတွေကိုကျွန်တော်အခုဘေးမှာဖယ်ထားလိုက်ခမားတို့ဗမာအတိုင်းအဝိုင်းကပုတ်ပွင့်လေးလေးပြောလို့ရှိလို့ရှိရင်စစ်တပ်ထဲမှာဖျဲသီးတွေရှိပါတယ်ဆိုတဲ့ပုံစံနဲ့ခမားတို့အခုအချိန်ထိစစ်တပ်ကိုအကာအကွယ်ပေးနေတော့ကျွန်တော်ပြောချင်တဲ့ point ကအဲ့ဒါပဲ ဒီဗမာအတိုင်းအဝိုင်းနေ NUG เนาะ NLD လက်ထွက်တွေ NUG လက်ထွက်တွေဗမာပြည်ကွန်မြူနတီပါတီတွေဗမာနိုင်ငံရေးလှုပ်တဲ့သူတွေဟာအခုချိန်ထိစစ်တပ်ကိုအကာအကွယ်ပေးကျင်တဲ့အခါစစ်တပ်ထဲမှာတော့ဖျဲသီးတွေရှိသေးတယ်စစ်တပ်ထဲမှာဖျဲသီးတွေပြည့်နေတယ်ဒါကတော်လန်ရေးဆုံးရှုံးပို့ပွင့်လင်းပြောလို့ရှိရင်တော်လန်ရေးကြဆုံးအောင်လုပ်နေတာဒီအဗမာအတိုင်းအဝိုင်းဖြစ်နေတယ်ဆိုတာကိုဗမာတွေတည်တည်ချာချာသိဖို့လိုတယ်ငါတို့က တစ်ချိန်လုံးပဲစစ်တပ်ကိုချကျင်နေစစ်တပ်ကိုမိခင်စားမယ်စစ်တပ်ကိုမျိုးအရှင်လက်လက်မျိုးချမယ်ခမားတို့ကခမားတို့ဘလောက်ပြောပြောခမားတို့လုံနေတဲ့ကိစ္စသည်စစ်တပ်ထဲမှာဖျဲသီးတွေရှိစစ်တပ်ထဲမှာအခြေအနေစောင့်ကြည့်နေတဲ့လူတွေရှိငါတို့စာပို့လိုက်လို့ရှိလို့ရှိရင်စစ်တပ်ကြီးကလက်နက်ချမယ်တကယ်လက်တွေ့ဘဝမှာစစ်တပ်ကလူတွေအခုကျွန်တော်တိုက်ပွဲသတင်းတွေနားထောင်နေဟိုတနေ့ကဆိုလို့ရှိရင်ဒဝဲမှာပေါ့ကိုဖားကြီးပေါ့ဒဝဲမှာပြောတဲ့လူတွေရှိတယ်သူတို့တွေ လက်နဲ့ချတယ်ဆိုတာကြည်စံကုံသွားတော့မှလက်နဲ့ချတာနော်ရဲတော်ဝယ်ဘက်ကဒီတရင်တက်စဟုတ်စားပေါ့စခန်းတစ်ခုကိုသိမ်းတဲ့အချိန်မှာသူပြောတာရှင်းရှင်းလေးရဲ့ကျွန်တော်တို့16ယောက်အရှင်မိတယ်စစ်တပ်ကရဲဘော်တွေကသူ့ဘိုကြီးကိုသူပြစ်တတ်တယ်ခင်ဗျားတို့ကခင်ဗျားတို့ဘယ်လောက်ပြောပြောစစ်တပ်ကလူတွေအားလုံးဒီသူတို့မှကြည်စံမရှိတော့တဲ့အချိန်ကြမှာသူတို့ဘာမှလုံးလို့မရတော့တဲ့အချိန်ကြမှာလက်နဲ့ချနေတာပြည်သူလူထုအနေနဲ့ကလည်းတည်တည်ချာချာသိဖို့လိုတယ်ခမားတို့ပြည်သူနဲ့ ဗမာစစ်တပ်နဲ့မင်းအောင်လှိုင်စစ်တပ်နဲ့ဘလို့မှခင်ဗျားတို့အတူတူတွဲနေလို့မရဘူးဆိုတာကိုခင်ဗျားတို့သိသိချာချာသိဖို့လိုတယ်ပထမတော့ကကျွန်တော်ပြောဘူးတယ်ဘာပြောဘူးလဲဆိုတော့ KIA ကိုစစ်တပ်ကဘတော့မှအခဲမကြည့်ဘူးဘာဖြစ်လို့ KIA ကိုစစ်တပ်ကအခဲမကြည့်လဲ AA ကိုတို့တန်းပလောင်တို့နော်ဒီအဖွဲ့အစည်းနှစ်ခုကိုပြုစုပြောထောင်ပြီးစစ်တင်တန်းတွေစပြီးတော့ပေးခဲ့တာ KIA KIA ကသာဗမာစစ်တပ်ကိုခွင့်လွှတ်ခြင်းခွင့်လွှတ်မှာ ။ KIA ကကချင်ရဲဘော်တွေနဲ့ကချင်ဗိုလ်ချုပ်တွေနဲ့ဗိုလ်ချုပ်ကွန်မော်တို့ဗိုလ်ချုပ်အင်ပါနာတို့ကသာစစ်တပ်ကိုခွင့်လို့ရင်ခွင့်လို့မှာစစ်တပ်ကလကောင်းတွေကတစ်ချိန်လုံးအညိုအတေးတွေရှိပြီးသားဒီအတိုင်းပဲခမရတို့အခုဗမာတွေဗမာအတိုင်းဝိုင်းပေါ့မြို့တွေရွာတွေမှာနေတဲ့လူတွေခမရတို့ဆန္ဒပြတာခမရတို့စစ်တပ်ကိုမကြိုက်ဘူးဆိုပြီးတော့မြို့လုံးကျွရွာလုံးကျွဆန္ဒပြထားတဲ့ဟာကိုမင်းအောင်လိုင်းတွေမဟုတ်ဘူးအောက်ခြေကစစ်သားလေးတွေကအစသိတယ် ခင်ဗျားတို့ကျွန်တော်တို့အခုချိန်ထိစစ်ခွဲ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 ခေါ်နေတဲ့ဟာကိုအဲ့ဒီစစ်သားလေးတွေအခုချိန်ထိကြားနေရတော့ဒီတော့ခင်ဗျားတို့ပြောတိုင်းစစ်တပ်ကယုံမလားခင်ဗျားတို့ကဘာကတိတွေပေးနိုင်လဲဥပမာအခု UNG ပဲဖြစ်ဖြစ်ဗမာအတိုင်းဝိုင်းပဲဖြစ်ဖြစ်ဟာငါတို့ကတော့သုံးပန်းနေမိထားတာမတတ်ဘူးသုံးပန်းနေမိထားတာငါတို့စားမဲ့ထဲရနေပြီးတော့ကျွေးတယ်ပဲထားတာအဲ့ဒါကသုံးပန်းမိထားရင်ခင်ဗျားတို့စားတဲ့ထဲရပဲကျွေးကျွေးခင်ဗျားတို့ကခင်ဗျားတို့အံပဲကျွေးကျွေး ကျွန်တော်တို့ခမားတို့တွေကနိုင်ငံတကာစီးမင်းစည်းကမ်းတွေကိုလိုက်နာရတဲ့အတွက်ကျွန်တော်တို့ကလူဖြစ်တဲ့အတွက်ကျွန်တော်တို့ကနိုင်ငံတကာစီးမင်းစည်းကမ်းတွေလိုက်နာတယ်ကျွန်တော်တို့ကတရားဥပဒေတွေလေးစားတယ်ကျွန်တော်တို့ကကျွန်တော်တို့ရဲ့ဂုဏ်သိက္ခာကိုထိန်းတဲ့အတွက်သုံးမှတ်တွေကိုကျွန်တော်တို့ကမတ်တာအဲ့ဒါကကိုယ်ကိစ္စဖြစ်သွားပြီသူများကိစ္စမဟုတ်ဘူးခမားကခမားလိုက်နာနိုင်လို့လိုက်နာတာခမားကိုချီးကျူးတယ်ဂုဏ်ပြုတယ်လေးစားတယ်အဲ့ဒါခမားကိစ္စဒါပေမဲ့စစ်တပ်ကြလို့ရှိရင်ခမားလိုမျိုးပဲ သူတို့လုံမလားစစ်တပ်ကြလို့ရှိရင်ခမားလိုမျိုးပဲနိုင်ငံတကာစီမင်းစည်းကမ်းတွေကိုလိုက်နာမလားတရားဥပဒေတွေကိုလေးစားမလားလူလူချင်းမတတ်ရဘူးဆိုတော့ဟိုဖျားဟောတွေနဲ့နော်သူတို့နေမလားခမားတို့အခုပြောနေတာနေရှိတယ်ဟာအန်ယူကြီးကလည်းပြောနေတယ်တော်ချာကြရင်ဖျဲသည်ဟာတော်ကြကြလို့ရှိလို့ရှိရင်မမောင်ဆွေရစာပို့လိုက်လို့ရှိရင်စစ်တပ်ကြီးကလက်နဲ့ချဖို့ဆိုပြီးအုံတန်းစီစောင့်နေတာဟာဗမာတော်လိုင်းရေးဖွဲ့တွေကလည်းကျွန်တော်တို့ကသုံးပတ်နေပြီလို့ရှိလို့ရှိရင်ဘယ်လိုပြောမလဲကောင်းကောင်းပုံပုံထားပါတယ်စိတ်ကူပေးပါအဲ့ဒါခင်ဗျားတို့ကိစ္စ ခင်ဗျားတို့ကခင်ဗျားတို့ဥပဒေတွေလေးစားလိုက်နေတယ်ခင်ဗျားတို့ဂုံသိက္ခာတွေကိုလေးစားတယ်ခင်ဗျားတို့ကခင်ဗျားတို့စီကန်းတွေစောင့်ထိန်တဲ့ကိစ္စခင်ဗျားတို့ကိစ္စဒါပေမဲ့ဖြစ်နေတဲ့ပြဿနာတွေကိုကြည့်လိုက်ခင်ဗျားတို့ကစောင့်ထိန်နေဥပမာ MNDAA ကိုးကန့်တွေကစစ်တပ်ကကောင်တွေမိတယ်သုံးပန့်တွေကိုမိတယ်စီကန်းတွေစောင့်ထိန်နေကိုရှိကအချုပ်သားဟိုအချုပ်သားလဲလဲမှုတော့မလုပ်ဖဲနဲ့စစ်တပ်ကကောင်တွေကိုပြန်လှုပ်ပေးလိုက်တယ်စစ်တပ်ကကောင်တွေကရှမ်းပြည်မှာစစ်ရှုံးတဲ့အခါပြည်ပြည်နယ်မှာလာတိုက်သူဟာသူ ီကောင်တွေကကြောက်လန့်နေပါပြီဒီကောင်တွေကစစ်မတိုက်ချင်တော့ပါဘူးသူတို့ကသူတို့ဘလောက်ပြောပြောဒီကောင်တွေစစ်ကြောင်းတက်လာရင်ကျွန်တော်တို့ရဲဘော်တွေအေးရပြက်ကရင်ပြည်နယ်မှာအောင်စရာစစ်ကြောင်းကြီးကိုကျွန်တော်တို့ဘလောက်ပဲတိုက်နိုင်တိုက်နိုင်အေးအောင်စရာစစ်ကြောင်းကလူတွေသည်ရှမ်းပြည်ဘက်ကသုံးမဟုတ်မိတယ်ဆိုပြီးတော့ပြန်လွှတ်ပေးလိုက်တဲ့ကောင်တွေတက်လာတာသူကသူကရင်ပြည်နယ်မှာထပ်သေးသေးမသေးသေးဒါပေမဲ့ကျွန်တော်တို့ဘက်ကအလုပ်ရှုပ်တယ်ကျွန်တော်တို့ဘက်ကကြီးစံနေကုန်တယ်ကြီးစံတစ်ထောင်တစ်ထောင်ဖြစ်နေတာကြည်စံတထောင်ကိုတထောင်ဖြစ်နေတာအခုဟာဘာဖြစ်လဲဆိုတော့စစ်သားတွေက 招揽也是嘛的，你搿啥子路霸骗的？食材拿来，水电拿来，冷奶吃来，第按手机啊，中国的别来，将来招揽也跑这里来啊！今朝拄好老米他来搞酒来，别骗他来，勿老骗你来是了。可别说招揽也弄你点了，我苏来拍鸭血嘛，我老我好我要我要那路的南安一路路南安一路弄的，我要那路的路弄的了，勿要老骗的。苏来嘛，今朝杨哥嘛今朝离开勿到，苏来嘛你的，我要那路是的。 အာသူများကိုအသက်သူ့အသက်တစ်ခါလွတ်ကိုအသက်ဆယ်ခါလွတ်ဆိုပြီးတော့အာဆူတောင်းနေပါလေလုတ်ပြီးတော့အဲ့မှာစုလေရှိမှာစာကလေးတွေရောင်းနေတဲ့လူတွေရှိတယ်ကိုကအဲ့စာကလေးပြန်လွှတ်လိုက်စာကလေးကအချိန်ကြာတဲ့အခါဟိုအိမ်ကိုပြန်သွားတာအဲ့ဒီပိုင်ရှင်အိမ်ကိုပြန်သွားတာလောင်ကြိုင်ထဲတော့ချက်ချင်းပြန်မလာဘူးအခုဖြစ်နေတဲ့ပြဿနာအဲ့ဒါခင်ဗျားတို့တော်လိုင်းရဲဆိုတော်လိုင်းရဲတည်တည်ချာချာလုတ်တာမဟုတ်ဘူးခင်ဗျားတို့အနေနဲ့တည်တည်ချာချာကြီးဖို့လိုတယ် NGO ကြီးကဘာလုပ်နေလဲကြောက်ကြောက်လို့ရှိရင်အချုပ်သားတွေဟိုသုံးပတ်နေအကုန်ထွက်ပြေးလို့ NGO ကြီးကပြဿနာတွေတက်ပြန်ဗမာအဖွဲ့အစည်းတွေတော်ချာကြောက်လို့ရှိရင်အချုပ်သားတွေ ဟိုဘယ်လိုပြောမလဲကျွေးရလို့ကျွန်တော်တို့မှာကုန်ကြစိတ်ဒီပုံများခင်ဗျားတို့ပြောနေတယ်ခင်ဗျားတို့နဲ့အတူတူပဲဒီစစ်သုံးပန်းတွေကိုဖန်ထားတဲ့လူတွေရှိအေးအေးလည်းဖန်ထားတာပဲ PNL လည်းဖန်ထားတာပဲ MNDA လည်းဖန်ထားတာပဲ KYA လည်းဖန်ထားတာပဲခင်ဗျားတို့ဖန်ထားတဲ့လူတွေကိုပြန်ပြီးတော့လှုပ်ပေးလို့မရဘူးဘာဖြစ်လို့လဲစစ်တပ်မှာရဲဘော်အင်အားစစ်သားအင်အားလိုအပ်နေတယ်စစ်တပ်မှာစစ်သားအင်အားလူအင်အားလိုအပ်နေတဲ့အတွက် ဒီစစ်မှုထမ်းဥပဒေမကျညာခင်တည်းကထောင်ထဲမှာရှိနေတဲ့စစ်ပြေးတွေတောင်စစ်တပ်ထဲပြောင်းဝင်လို့ရှိရင်ရာဇဝတ်မှုတွေအကုန်လျှော်ပေးမယ်ဒီလိုမျိုးနဲ့လှုပ်ထားတဲ့အခါမှာအခုကခမရတို့ကစစ်သားတွေသုံးပန်းနေမိတယ်ပေါ်ကြကြလို့ရှိရင်ထိုင်းကိုသွားချင်းတယ်လို့သွားနေချင်းတယ်လို့နေခမရတို့လှုပ်ပေးလိုက်ပြန်အောင်ဗမာပြည်ထဲမှာလည်းနေချင်းတယ်လို့နေလှုပ်ပေးလိုက်ပြန်အောင်ခမရတို့အခုကျွန်တော်သေးသေးချာချာသိကျင်တဲ့ကိစ္စရှိတယ်အထူးသဖြင့် NUG ဗမာစစ်တပ်ကို NUG ဘာတွေကာကွယ်ပေးနေလဲဆိုတဲ့ကိစ္စမျိုးကိုကျွန်တော်ပြောမှာတိကျ NUG မှာ तू ပြောချင်တာပြောဖို့အတွက်မီဒီယာရှိတယ်။ UNG က तू ပြောချင်တာပြောဖို့အတွက်မီဒီယာရှိတယ်။ဒီ BBC တို့ VOA တို့ RFA တို့အခုရှိတာမရှိတာတွေလွှင့်နိုင်တာမလွှင့်နိုင်တာတွေခဏထား။ဒီအဖွဲ့တွေကို UNG ကပြောချင်တာပြောခိုင်းလို့ရတယ်။ဒီအပြင်မှာမှ UNG ကိုလော်ပေးနေတဲ့ NLD ထောက်ခံတဲ့သူတွေအကုန်လုံးအဖွဲ့အစည်းတွေရှိတယ်။ခင်ဗျားတို့အခုဖမ်းမိတဲ့စစ်သားတွေထဲမှာ ရိုဟင်ဂျာတွေကိုထုတယ်ရိုက်တယ်တတ်တယ်မရေကျင့်တယ်ဆိုတဲ့လူတယောက်မှအခုချိန်ထိမပါသေးဘူး AUG က PDF တွေရောအကုန်လုံးဖမ်းမိလို့ရတဲ့သူတွေထဲမှာတိုင်းရင်းသားတွေကချင်တွေကရင်တွေကြားတွေရှိသမျှလူတွေကိုမထိန်ကျင့်ပါတယ်တတ်တယ်ဖြတ်တယ်ဆိုတဲ့ဟာတယောက်မှမပါသေးဘူးခင်ဗျားတို့အင်တာဗျူးတဲ့လူတွေဆိုလို့ရှိလို့ရှိရင်သူများလောက်တာကျွန်တော်ကထိုင်ကြည့်ပါတယ်ဆိုတဲ့လူတွေကြီးပဲထူးဆန်းနေတာနော်ဒီတော်လန်ရဲ့ရဲ့လေးနှစ်ဖြစ်နေ ဒီဒေါ်လာရေးက၄နှစ်ကျော်သွားပြီလက်နက်ကင်ဒေါ်လာရေး၄နှစ်ကျော်သွားပြီ NUG ပေါ်လာတာဆို၄နှစ်ပြည့်တာနည်းနေတိုးစမ်းနေတဲ့ကိစ္စကကရင်နေကြားနေရှမ်းနေတိုင်းရင်းသားပေါင်းစုံဗမာပေါင်းစုံအညာမှာရှိတဲ့သူတွေအကုန်လုံးနော်မိတ်တိလမှာရှိတဲ့သူတွေအကုန်လုံးရခိုင်ပြည်နယ်မှာရှိတဲ့လူတွေအကုန်လုံးရိုဟင်ဂျာတွေအကုန်လုံးခမရတို့ NUG ကအခုချိန်ထိဖမ်းမိတဲ့အထဲမှာလက်နက်လာချတဲ့အထဲမှာမထိုင်ချင်းတဲ့ကောင်လည်းတကောင်းမှမပါဘူးရွာမီးရှိုးတဲ့ကောင်လည်းတကောင်းမှမပါဘူးလူသက်တဲ့ကောင်လည်းတကောင်းမှမပါဘူး ။ခမရလည်းတကောင်းမှမပါဘူး။ခမရတို့ UNG ကဒါဆိုလို့ရှိရင်မေးစရာဖြစ်လာတယ်။သူတော်ကောင်းတွေကိုခမရတို့ဘာဖြစ်လို့လိုက်ဖမ်းနေတာလဲ။သူတော်ကောင်းတွေကဘာဖြစ်လို့ခမရတို့ရှိမှလက်နဲ့လာချနေရတာလဲ။မေးစရာတွေဖြစ်လာတယ်။ခမရတို့ပြောမယ့်စကားကိုကြိုသိတယ်။ငါတို့ကမြက်ကွက်တွေနဲ့အမေအကွက်တွေ UNG အကွက်တွေဟိုအကွက်တွေဒီအကွက်တွေပေါ့။အေးအေးတောင်မှရိုဟင်ဂျာတွေကိုတတ်တယ်ဖြတ်တယ်ဆိုတဲ့သူတွေကိုဟော်လန်အထိ ကုလသမဂ္ဂကနေပြီးတော့တစ်စစ်လွှဲပေးတဲ့တည်င်းနေရှိခဲ့ဘူးတယ်နော်ပေါ်ခဲ့ဘူးတယ်နော်ရိုဟင်ဂျာတွေကိုယ်တိုင်ကိုယ်ပါမဲကြည့်လို့ရတယ်အခုဒီမှာရှိနေတဲ့ရိုဟင်ဂျာတွေကြည့်နေတဲ့ရိုဟင်ဂျာတွေအပိုင်းတွေဗမာတွေတည်င်းကိုဦးနောက်နည်းနည်းကောင်းတဲ့လူတွေပေါ့ဦးနောက်မှန့်ညံရှိတဲ့လူတွေဆိုလို့ရှိရင်ဒီ ICJ ကိုဒေါအောင်ဆန်းစုကြည်မသွားခင်အချိန်မှာအေအေကသူတို့ဖမ်းပြီးတဲ့စစ်သုံးမှန်းနေတဲ့မှာရိုဟင်ဂျာတွေကိုတတ်တဲ့သူတွေရိုဟင်ဂျာတွေကိုမရင်းကျင့်နေဆိုတဲ့လူတကယ်အဲ့လူတစ်ယောက်ကို အစိုးရရှိနေပဲဖြစ်ဖြစ်ဘယ်ဘယ်ရှိနေပဲဖြစ်ဖြစ်နိုင်ငံတကာရှိနေပဲဖြစ်ဖြစ်အေအေကလွှဲပေးဘူးတဲ့အခုဗမာပြည်ရဲ့69ရာခိုင်နှုန်းလောက်ကိုတင်ထားတဲ့အန်ယူဂျီလက်နက်ချတဲ့လူတွေအများများတဲ့အန်ယူဂျီလက်နက်တကယ်ပွဲတိုင်းနိုင်တဲ့ PDF ပွဲတိုင်းကိုနိုင်တဲ့ PDF တွေတိုက်နေတဲ့အချိန်မှာမေးလိုက်လို့ရှိရင်သူများတွေကမရင်းကျင်တာကျွန်တော်ကဘေးရထိုင်ကြည့်တာမရင်းကျင်တဲ့လူသိလားဆိုတော့စစ်သားချင်းချင်းကိုတက်စိတ်တစိတ်ထဲမှာတော့မှနာမည်မှတ်မိတဲ့ကောင်တစ်ကောင်မှပါမလား ဘာမှစစ်သားတွေကထူးဆန်းနေကျွန်တော်ကသူများတွေတော့ဒီတက်စိတ်ကတော့လုံမှာပေါ့တယင်းမှုကဘယ်သူလဲတော့မသိဘူးတယင်းမှုဆိုပြီးတော့ပဲပြောတယ်ကျွန်တော်စဉ်းစားတကယ်ဟိုမှာဒေါက်တာတော်မှကြီးနေပြီကိုစောရဲထွတ်တော်မှကြီးနေပြီကျွန်တော်အခုကြည့်နေတယ်အန်ယူဂျီမှာတော့မှမီဒီယာတွေချပြဖို့ရှိတယ်ပြည်သူလူထုသိအောင်ပြောဖို့တာဝန်တွေရှိတယ်ဟာဒီလူတွေကတော့ဒီတက်ဒီတက်ရင်တရင်ကတော့ဒီတက်ခွက်တစ်ခွက်ကတော့ဒီတက်စိတ်တစ်စိတ်ကတော့ဒီတက်မှနှစ်နှစ်ကတော့ဒီတက်မှသုံးသုံးကတော့ဒီမှာပါတဲ့လူကဒီလူကျိုးလွန်နေဆိုလို့ရှိရင်လည်းကျွန်တော်ပြောတဲ့ကိစ္စအရေးယူတာမယူတာထားအမှုမှန်ပေါ်ရမယ် အခုကဘလို့ဖြစ်နေလဲဆိုတော့အန်ယူဂျီကဖမ်းမိလိုက်တဲ့လူတွေအကုန်လုံးကတိုင်းပြည်ကိုချစ်လွန်အားကြီးလို့စစ်တပ်တွေဝင်တဲ့ကောင်တွေကြီးပဲလက်စားတဲ့ကောင်လည်းမရှိဘူးဂိတ်မှာဟိုဂိတ်ကျဲကောက်တဲ့ကောင်လည်းမပါဘူးအခုတော်လိုင်းရဲဘွယ်ကြီးတွေဖမ်းလို့မိတဲ့အထဲမှာကရားတွေလည်းကရားတွေလည်းအထူးထူပဲပြောစရာဖြစ်လာပြီကရားတွေဖမ်းလို့မိတယ်ဆိုလို့ရှိရင်ဘိုးကြီးနေမျိုးစင်သွားစစ်လိုက်ကရားမှာဆိုလို့ရှိလို့ရှိရင်စစ်တပ်ကမိတဲ့ကောင်တွေအကုန်လုံးကိုစစ်တာဘိုးကြီးနေမျိုးစင်များတာပေါ့သူတို့သွားစစ်လိုက်လို့ရှိလို့ရှိရင်အဲ့ဒီကောင်တွေအကုန်လုံးကတကယ်ကိုခမရ ခင်ဗျားတို့ကငါးပါးတိတာလောက်ပဲရှိတာအဲ့ဒီကောင်ကြီးကဆယ်ပါးတိတာလောက်ကြော်သေးတယ်လိမ်လည်းမလိမ်တတ်ဘူးညာလည်းမညာတတ်ဘူးပနာလိုက်ကြလဲသူတို့အပြင်ဘူးမှမရှိဘူးသူတို့ဘဝမှာဘလောက်ကံဆိုးလဲဆိုတော့ဆင်းရဲလို့ဆင်းရဲတာတခုတည်းနဲ့စစ်ထဲဝင်ရတာသူတို့ဘာမှမလုပ်ဘူးအခု UNG ရကျွန်တော်ကျွန်တော်တကယ်ပဟေလေးဖြစ်နေတယ်ဘာဖြစ်လို့ UNG ဟာသူတော်ကောင်းတွေကိုပြင်မာနေတာလဲ မင်းတို့အခုပြောနေတဲ့ဟိုလူမျိုးတုံးတပ်ဖြတ်မှုဆိုပြီး NUG ကအမှုကိုလွှဲနေတဲ့ကိစ္စမင်းတို့မိတဲ့စစ်သားတွေမင်းတို့ပြောတဲ့ပုံစံအရဆိုလို့ရှိရင်ဘာမှကတော့ပါရဲ့တလောက်သူတော်ကောင်းတွေကိုမင်းတို့ဘယ်လိုဖြစ်လို့ထောပြီးတော့လုတ်ခိုင်းနေတာလဲဒီဟာပြောစရာတွေကအများကြီးပဲဖြစ်လာတယ်ဒီတော့ကျွန်တော်ပြောချင်တာကတော်လန်ရေးမှာဒီ NUG တို့ဗမာအဖွဲ့အစည်းတွေတို့ဗမာနိုင်ငံရဲသမားတွေတို့ပါလာပြီးဟိဆိုရင်ဗမာစစ်တပ်ကိုသူတို့ကကာကွယ်ဖို့လို့ဖြစ်နေပို့ပလင်လေးပြောရင်ဒီတော်လန်ရေးမှာဗမာတွေမပါဘူးဆိုရင်တော့မှတော်လန်ရေးကပြီးတဲ့လောက်ဖြစ်သွား တော်လန်ရေးမှာဗမာတွေမပါဘူးဆိုရင်တော့ပြီးတော့ဖြစ်သွားပြီ။ဘာဖြစ်လို့လဲဆိုတော့သူတို့ကဖျဲသီးရှိတယ်။78မျိုးဆက်တွေရော66မျိုးဆက်တွေရောဂျီဆက်တွေရောအကုန်လုံးခင်ဗျားတို့အကုန်လုံးကိုပြောတာ။ဗမာဗမာသွေးပါတဲ့လူတွေအကုန်လုံးကိုပြောတာ။ခင်ဗျားတို့ဘာလုပ်နေလဲဆိုတော့ကျွန်တော်မေးခွန်းထုတ်တာ။ကျွန်တော်ထုတ်တဲ့မေးခွန်းအတွက်ကျွန်တော်ခင်ဗျားတို့ကိုအချက်အလက်တွေတစ်ခုချင်းစီအခြေခံပြီးကျွန်တော်ပြောထားတာ။ခင်ဗျားတို့မိတဲ့အထဲမှာမရင်းချင်းတဲ့ကောင်လည်းမပါဘူး။နောက်ဆုံးကုတ်ကုတ်ပြောရင်တက်စိတ်တစိတ်ထဲမှာတော့မှမောင်ဖြူမောင်နီမောင်ညိုမောင်မဲပေါ့။အဲ့ဒါသိတဲ့လူတယောက်မှမပါဘူး။ ဥပမာတစ်ခုကိုကျွန်တော်ပြောပြမယ်ကျွန်တော်နဲ့ចောင်းနေပဲကျွန်တော်နဲ့ခုံကြီးကတ်ထိုင်နေလို့ကျွန်တော်ဗမာပြည်မှာចောင်းတက်တယ်ဆိုကျွန်တော်တငယ်ချင်းနာမယ်ကျွန်တော်သိចောင်းတက်တယ်ဟဲ့ဆိုရင်ကျွန်တော်တငယ်ချင်းနာမယ်ကျွန်တော်သိကျွန်တော်ကိုစာတင်ပေးတဲ့ဆရာမနာမယ်ကျွန်တော်သိကျွန်တော်ရဲ့အတန်းပိုင်နာမယ်ကိုကျွန်တော်သိခင်ဗျားတို့လည်းနောက်ဆုံးကုတ်ကုတ်ပြောရင်ခင်ဗျားတို့ចောင်းမတက်ဘူးပဲပြောပြောဟာငါတို့လည်းမေ့တာပဲပြောပြောခင်ဗျားအဖေဘယ်သူလဲခင်ဗျားသိခင်ဗျားအမေဘယ်သူလဲခင်ဗျားသိခင်ဗျားမမဘယ်သူလဲခင်ဗျားသိခင်ဗျားအဖိုးဘောခင်ဗျားအ ਨੇ ဆုံးသိတယ် ။နောက်ဆုံးကိုကိုပြောရင်ငါအမေရကွာအဖေမပေါ်ဘဲနဲ့မွေးလာတယ်ပြော။ခမ ्या အမေနာမည်တော့ခမ ्या သိ။ဒါမှမဟုတ်ငါအမေကမွေးပြီးတော့တည်သွားတယ်ပြော။ခမ ्या ကိုစောင့်ရှောက်တဲ့လူရဲ့နာမည်တော့ခမ ्या သိ။လူတွေဆိုတာအတိုင်းဝိုင်းနေတာလေ။ဒါတော့ဒီစစ်တပ်ထဲမှာရှိတဲ့စစ်သားလေးပဲဖြစ်ဖြစ်တက်ကြပ်ပဲဖြစ်ဖြစ်ဗိုလ်မှုပဲဖြစ်ဖြစ်ဗိုလ်ကြီးပဲဖြစ်ဖြစ်တိုက်တဲ့လူကိုခမ ्या တို့အခုဖမ်းလိုက်။ကျွန်တော်ကအမိန်ပေးတဲ့အထဲမှာလည်းမပါဘူး။ကျွန်တော်ကလုတဲ့အထဲမှာလည်းမပါဘူး။ကျွန်တော်ရဲဘော်တွေဟိုလေကျွန်တော်ကမသိဘူးဟာ ပြီးတော့ဒီစစ်တပ်ကြီးထဲမှာ၃မှန်နေမိတယ်ငါဆုပ်ကုတ်ကုတ်ပြောရင်ရှင်းနေတယ်ရအစားကတော့ပါကျွန်တော်ရိုဟင်ဂျာတွေအစားပါကျွန်တော်စိုးရင်လာရိုဟင်ဂျာဒီလူမျိုးတုံးတပ်ဖြတ်မှုကို NUG ကဝင်ပြီးပါမှာကိုကျွန်တော်ရိုဟင်ဂျာတွေအစားပါကျွန်တော်စိုးရင်လာတယ်ဘာဖြစ်လဲဆိုတော့စစ်တပ်ကကောင်တွေကလည်းရှင်းနေငှားအောင်ပါလိဗျာနိုင်ငံတကာမှာအမှုတွေရင်ဆိုင်ရပြီဆိုလို့ရှိရင်စစ်တပ်ကကောင်တွေကလည်းအ ਨੇ နဲ့အများတော့သူတို့ကာကွယ်လို့ရအောင်ပေါ့တဲ့ဟုတ်ကတော့ပါရင်မဒိန်ကောင်ပဲဖြစ်ဖြစ်လူသက်ကောင်ပဲဖြစ်ဖြစ်ရှင်းနေငှားတယ်လို့ပြောပေါ့အမှုတော့ မလွတ်ဘူးဆိုရင်တော့မှတက်တာကိုသူတို့လုံအောင်ပါလေခင်ဗျားကိုယ့်ကိုတစ်ချက်စဉ်းစားကြည့်နော်ဟိုဒါကြီးကျွန်တော်အခုရည်စရာလို့ကျွန်တော်တော့ကရည်စရာလို့ဖြစ်နေတာတကယ်လက်တွေ့နေနေတဲ့လူတွေအတွက်ကြာကြီးရည်စရာတစ်ခုမှမဟုတ်ဘူးရိုဟင်ဂျာတွေလည်းရည်စရာတစ်ခုမှမဟုတ်ဘူးတိုင်းရင်းသားတွေလည်းရည်စရာတစ်ခုမှမဟုတ်ဘူးအခုနားထောင်နေတဲ့သူတွေလည်းရည်စရာတစ်ခုမှမဟုတ်ဘူးခင်ဗျားတို့တရားဥပဒေတွေအ ਨੇ ဆုံးတော့ဗျာရုံးနေကတ်တွေသွားလို့ရှိရင်လူတက်တဲ့ကောင်ကလည်းရှင်းနေငားတာပဲနော်လူတက်တဲ့ကောင်လည်းရှင်းနေငားတာပဲမရိတ်ကျတဲ့ကောင်လည်းရှင်းနေငားတာပဲသူတို့အမှုတွေတက်တာရာတက်တာကြောင့်သူတို့လောက်ကြအခု တကယ်လို့စစ်တပ်ကကောင်တွေကရှင်းနေငှားပြီနောက်ဆုံးရှင်းနေမငှားတော့မှဗျာဟိုချင်းကချင်းတစ္ဆာပေါ့ငုံကျုံလျံလို့ကောင်ပြောဟိုအမေရိကကနေပြီးတော့ဒေါက်တာဘွဲ့ရလာတယ်ဥပဒေကြောင်းနဲ့ဆိုင်နေဆိုတဲ့ကောင်သူကနေပြီးတော့သွားပြီခင်ဗျားတို့အခုလူလူမျိုးတုံးတက်ဖြတ်မှုဆိုပြီးတော့ပြောနေတယ် NUG ကဖမ်းလို့ရတဲ့အထက်မှာအကုန်စစ်တပ်ကကောင်တွေအကုန်လုံးရခိုင်ပြည်နယ်မှာတာဝန်ကျတဲ့သူတွေရောရှမ်းပြည်မှာတာဝန်ကျတဲ့သူတွေရောကရင်ပြည်နယ်မှာကျတဲ့တာဝန်ကျတဲ့သူတွေရောဒီလူတွေက NUG လက်ထဲမှာအကုန်မဲတာစစ်တပ်မျက်နှာဖြစ်တဲ့အခါအကုန်သူတော်ကောင်းတွေကြီးပဲသင်္ကန်းမဝစ်လို့တာရဟန္တာမဖြစ်တာ NUG လက်ထဲမှာမိသွားတဲ့စစ်သားတွေ PDF တွေလက်ထဲမှာမိသွားတဲ့စစ်သားတွေအကုန်လုံးဟာ uniform ဝတ်လို့သာရဟန္တာတွေသူတော်စင်တွေမဖြစ်တာတကယ်တကယ်တမ်းကျခမားတို့ကျွန်တော်တို့အခုကြည့်နေတဲ့လူတွေအကုန်လုံးမှာထိုင်ရှစ်ခိုးဖို့ကောင်းတဲ့အစင်တန်းဖြစ်အောင် NUG ကဖန်တီးပေးထားတာလား NUG ကတကယ်ပြောတာလားမေးစရာဖြစ်တာအမှုတွေသွားလို့ရှိရင်လည်းမေးပြီမင်းတို့သက်တည်ပြ ဟာကျွန်တော်တို့ရခိုင်အဲ့ချိန်တော့တမလေးလေးပေါ့ရခိုင်ပြည်နယ်မှာတာဝန်ကြရတယ်ဒါဆို NUG ကဖမ်းထားတဲ့အထက်လေးလေးကိုပြောဟာကျွန်တော်လည်းမသိဘူးသူလောက်သွားလို့တရေတွေလာလောက်သွားလားမသိဟာဒီတော့နောက်ဆုံးကုတ်ကုတ်ပြောနေတဲ့ကိစ္စအားလုံးဒီ NUG ဒီပြည်သူလူထုကိုအတိပေးသလား no NUG ဒီဖျဲသီးတွေရှိတယ်တတ်သေးမှာဆိုပြီးအကာအကွယ်ပေးသလား yes ဗမာစစ်တပ်ထဲမှာကောင်းတဲ့သူတွေရှိပါတယ် ်ဘသူတွေပြောလဲဗမာတိုင်းဝိုင်းပြောတယ် NUG ပြောတယ် PDF ပြောတယ်ဗမာစစ်တပ်ထဲမှာဦးနှောက်ရှိတဲ့လူတွေရှိသလားပြောရင် NUG ပြောတယ်ရှိဘာဖြစ်လို့ NUG ပြောလဲသူတို့ကြည်စံကုံမှလက်နဲ့ချတာနော်ကြည်စံကုံလို့ရှိရင်ပေတော့မယ်ကြည်စံကုံသွားရင်တနတ်ဆိုတာထင်းချောင်းတစ်ချောင်းလောက်တော့မှတံပိုးရှိတာမဟုတ်တဲ့အခါသူတို့ပေမယ်ဆိုတာသိတဲ့အတွက်လက်နဲ့ချတာအဲ့ဒီလိုလက်နဲ့ချတဲ့လူတွေကို NUG က ဝါရဖြတ်နေပဲပြောပြောနော်စွဲရောက်ဟိုစူစည်းတယ်လို့စီးယုံနေပဲပြောပြောလက်နဲ့ချတဲ့ကောင်ထပ်ပြီးတော့ပါစူပေးတာပြီးရင်သွားလို့ရသွားခွင့်ရှိတယ်ဆိုပြီးတော့ပါပေးတာဒီလိုပုံစံမျိုးတွေနဲ့ခမားတို့လှူတဲ့အလှူငွေတွေရောဘတော့လောက်မလဲခမားတို့ကအခုနိုင်ငံတကာမှာရှိနေတဲ့သူတွေအကုန်လုံးရှိတယ်ဥမာကိုစိုးရထပ်တို့ဆိုလို့ရှိရင်ဒါစေးကြောင်းပေါ့အမေရိကန်မှာဆိုလို့ရှိရင်အမေရိကန်လာတာ1000လောက်ရတယ်သဘောထားပေါ့အန်ယူဂျီကစူပေးလိုက်တာခမားလွယ်လွယ်လေးရော့3000ပေးတယ် ိန်း90ဆိုလို့ရှိရင်ဒေါ်လာတစ်ထောင်နိုင်ငံရဲ့ချားမှာအလုပ်လုပ်နေတဲ့ကျွန်တော်လူကောင်မျိုးဒေါ်လာတစ်ထောင်ဆိုတာခင်ဗျတခါတခါမြင်အောင်မမြင်ဘူးဒေါ်လာတစ်ထောင်ဆိုတာနဲလာမဟုတ်ဘူးဒါပေမဲ့အန်ယူဂျီကတော့ခင်ဗျသူပတ်ဆက်ဟုတ်လားမဟုတ်လားတော့မသိဘူးနော်ပရိုဟုတ်စားပေါ့စီယုံနဲ့လုပ်တယ်ဆိုလို့ရှိလို့ရှိရင်ဟာတနက်ပါလာလို့ရှိရင်သိမ့်တရမိမပါခေါ်လာရင်သိမ့်တစ်ထောင်ဒီလိုမျိုးတွေအကုန်လျှောက်ပြေးနေတာသူကသူအကုန်ပေးနေတာကျွန်တော်တို့ CDN ဝန်ထမ်းတွေအကုန်လုံးကငတ်ပြတ်နေတာ CDN ဝန်ထမ်းတွေအကုန်လုံးမဲကြီး CDN ဝန်ထမ်းမှတရားဝင်နေဆိုလို့ရှိရင် CDN ဝန်ထမ်း10ယောက်ကလာစားရအေးရတဲ့လာစားကလည်းမဆုတ်မပို့ စစ်တပ်ကကောင်နေတနက်တာပါလာနောက်ဆုံးတော့ပြောရင်ဒူဝါလက်ရှိတာတော့သူသမီးနဲ့ဖေးစားမလားမသိဘူးစစ်တပ်ကကောင်နေခင်ဗျားတို့တကယ်ပြောတာစစ်တပ်ကကောင်နေခင်ဗျားတို့တနက်ပါတယ်နောက်ဆုံးတော့ပြောတနက်မှာပါတော့မပါဗျာဒုတ်ကိုဝါးဒုတ်ကိုခုတ်ပြီးတော့ဝင်လာတာအဲ့မှာ NGO ရောက်အောင်တာပို့လိုက်ဒူဝါလက်ရှိတာနောက်ဆုံးသူသမီးနဲ့တော့ဖေးစားရင်ဖေးစားအောင်မယ်ဒီတော့ခင်ဗျားတို့တော်လန်ရေးလုပ်နေတာလားမျက်လွတ်တိုင်းကစားနေတာလားကိုမသာကိုပြန်စင်းစားတော့ နောက်ကမာအတိုင်းဝိုင်းပြောသလိုမောင်မောင်ဆွေပြောသလိုပေါ့ငါစာရေးလိုက်မယ်စာရေးပြီးလက်မှတ်ထိုးလိုက်မယ်တန်းစီပြီးတော့စောင့်နေတယ်စစ်တပ်ကအခုလည်းလုတ်ပြန်ပြီကွက်စိတ်နေကွက်ပစ်ခင်းအကုန်လုံးလုတ်နေတလိုင်းပြီးတလိုင်းလာမယ်ညီကုန်းပြန်ချုပ်တော့မယ်အခုစစ်တပ်ဟာတန်းရွှေခက်ကထက်အခြေအနေအကုန်ဆိုးတယ်နောက်တစ်ချက်ငွေရေးကြေးရေးကိစ္စအခုအဲ့ဒီကလေးကြံလို့မနေ့ကကြမှာအကြက်ချက်ပြောမယ်တန်းရွှေခက်တုံကနိုင်ငံရဲ့ချားမှာအလုတ်လုတ်နေတဲ့သူတွေအကုန်လုံးကဗမာပြည်ရဲ့ကိုတိုက် အကုန်လုံးပတ်စံပြန်ပို့တာ တေးသေးချာချာထပ်ပြီးတော့ခင်ဗျားတို့စဉ်းစားဖို့လိုတယ်နော်။တန်းရွှေခစ်တုံးကနိုင်ငံသားမှာအလုပ်လုပ်တဲ့သူတွေအကုန်လုံးကဗမာပြည်ထဲကိုပတ်စံပြန်ဖို့။မင်းအောင်လိုက်ခစ်မှာဗမာနိုင်ငံရဲ့ချားမှာရှိတဲ့လူတွေကပတ်စံပြန်ဖို့တာထက်ကိုသားသမီးတွေစစ်မှုထမ်းရမှာဆိုလို့ကိုသားသမီးတွေစစ်တပ်ကဖမ်းမှာဆိုလို့ရှိပြီးတော့အခုဗမာပြည်မှာဗမာပြည်ကလူငယ်တွေထိုင်းကိုသွားနေတယ်။ဗမာမိဘတွေကထိုင်းကိုပတ်စံပို့နေရတာ။အမေရိကန်ကိုပတ်စံပို့နေရတာ။ဥရောပကိုပတ်စံပို့နေရတာ။နိုင်ငံသားငွေအရင်အမြစ်အရာပြောမယ်ဆိုလို့ရှိရင်ဗမာပြည်တဲကငွေတွေအကုန်လုံးက အခုခေတ်အခုအခါမှာနိုင်ငံရချောင်းကိုအကုန်ထွက်နေတာတန်းရွှေခင်းနဲ့ခင်ဗျားတို့တေးသေးချာချာတေးသေးချာချာခင်ဗျားတို့စဉ်းစားဖို့ပြောတာနော်တန်းရွှေခစ်တုံးကအလုတ်လုတ်တဲ့သူမဟာချိုင်မှာပဲအလုတ်လုတ်မဲဆောက်မှာပဲအလုတ်လုတ်ဂျနောင်းမှာပဲအလုတ်လုတ်ဗမာပြည်ကိုပြန်ဖို့တာအခုကဗမာပြည်တဲကမိဘတွေကကိုရှိသမျှကိုရှိသမျှစုဆောင်းထားတဲ့ဟာတွေရောင်းချပြီးတော့နိုင်ငံရချားမှာဘေးရန်ကြီးရဲ့ကင်းအောင်နေတဲ့သားသမီးတွေကိုပို့သွားထိုင်းမှာနေတဲ့လူငယ်တယောက်အတွက်ဆိုမိဘအနည်းဆုံး30လောက်လာတိုင်းပို့နေရ ဒီလိုအခက်အခဲတွေတလောက်စစ်တပ်များနေတဲ့ခါမှာခမားတို့ကိုခမားတို့ဝေသံတရားမီလိုလို950ဇန်နီပတ်ထဲမှာပါတယ်ဖရားအလောင်းနေလိုလိုဒီလိုမျိုးနဲ့တော့ကျွန်တော်တို့ဒီဒေါ်လာရေးကဆက်သွားလို့မရဘူး။ဘာဖြစ်လို့လဲ။အခုတည်းမှာခမားတို့ဒေါ်လာရေးကခမားတို့ကိုယ်တိုင်သိနေပြီ။ပြည်သူလူထုပင်ပန်းစင်းရဲပြီးတော့လူဖို့တန်းဖို့အားနည်းလာရင်ခမားတို့ဒေါ်လာရေးကရက်တယ်နော်။ခမားတို့အတွက်ကြတော့ပြဿနာမရှိပါဘူး။ဥပမာဟိုတယံသာတဝန်ကြီးတူးခေါင်ကပြောထားတယ်။အလူမပေးရင်ဒေါ်လာရေးမလုပ်ဘူးပေါ့။ ခင်ဗျားတို့ပါဇက်ကပြောတဲ့ကိစ္စတွေနော်တူးခေါင်ကိုယ်တိုင်ပြောတဲ့ကိစ္စနော်အလှငွေတွေမရှိဘူးပါဇက်မရှိရင်တော်လိုင်းရေးမလုပ်တော့ဘူးပေါ့သူတို့တော်လိုင်းရေးမလုပ်လဲသူတို့ကဘာမှမဖြစ်ဘူးကျွန်တော်တို့ပြည်သူလူထုကအကုန်ရင်းထားရတာအခြေအနေအရလဲကျွန်တော်တို့ဘက်ကအကုန်လုံးသားနေတဲ့အချိန်စစ်တပ်ကတန်းရွှေခင်းနဲ့မရောက်နိုင်ခင်မတူဘူးနော်အခုခင်ဗျားတို့ပြောနေတယ်တရုတ်ကအကာအကွယ်ပေးတယ်တရုတ်ကအကာအကွယ်ပေးတယ်တကယ်တကယ်တမ်းကျတော့ခင်ဗျားတို့တရုတ်ကိုလှည့်ချနေတာတရုတ်ကဘာမှအကာအကွယ်မပေးဘူး တရုတ်ကသူ့အိမ်နီးနားချင်းဖြစ်တဲ့သူ့နေဆက်လမ်းကြောင်းအတွက်ပဲသူလုပ်နေတာခင်ဗျားတို့အညာမှာတိုက်နေတဲ့ကိစ္စကိုတရုတ်ကလာလဲမတားဘူးတရုတ်ကကန့်ကွက်တာလည်းမရှိဘူးခင်ဗျားတို့တိုက်လို့နိုင်လို့ရှိလို့ရှိရင်တရုတ်ကခင်ဗျားတို့နဲ့လာစကားပြောမယ်အနေထားတရုတ်ကကိုကန့်ကိုတိုက်ခိုင်းတယ်လို့တရုတ်ကတအန်းပလောက်ကိုကူညီတယ်လို့အဲ့ဒါတွေကခင်ဗျားတို့ကခင်ဗျားတို့ဗမာစစ်တပ်ကိုကာကွယ်ခြင်းလို့ခင်ဗျားတို့ပြောနေတဲ့စကားတရုတ်ကရှင်းရှင်းလေးရဲ့သူနဲ့ဆိုင်တဲ့နေရာသူလုတ်တယ်လေသူလိုချင်တဲ့ဟာသူယူသွားမယ်ဒါရှင်းရှင်းလေးရဲ့ဒါကနိုင်ငံကြီးတဲ့အကုန်လုံးလုတ်နေတဲ့ကိစ္စ တရုတ်ကသူလိုချင်တဲ့နေရာကိုသူရအောင်သူလုတ်သွားမှာအဲ့ဒါသူကိစ္စအိမ်ကြီးချင်းနေအဆွေမျိုးပေါက်ဖော်တွေဆွေမျိုးပေါက်ဖော်ဆိုတာလဲခင်ဗျားတို့ကခင်ဗျားတို့ဆွေမျိုးလိုက်ဆက်နေတာနော်ဦးလူတို့ရှိသမျှနေဝင်းတို့အကုန်လုံးကဆွေမျိုးပေါက်ဖော်ဆိုတာကိုကကိုကိုသမီးကိုပေးကိုနှမကိုပေးကိုမအိကိုပေးပြီးတော့ခင်ဗျားတို့ကခင်ဗျားတို့ဆွေမျိုးလိုက်တော်နေတာတရုတ်ကခင်ဗျားတို့ဟာငါသားကြီးပမာလဲမဟုတ်ငါသားလဲမဟုတ်ဘူးမွေးစားသားလဲမဟုတ်ဘူးခင်ဗျားတို့တရုတ်ကဘာမှဟိုဘွားတို့ကငါသားတို့ဒီဘွားတို့ကငါသားတို့ဟိုဘွားတို့ကငါမယားသားတို့ဘယ်ကောင်းမှတရုတ်ကမပြောဘူးခင်ဗျားတို့ကခင်ဗျားတို့ဆွေမျိုးပေါက်ဖော်ဆိုပြီးတရုတ်ကိုသွားလုပ်နေတာ တရုတ်ကဗိတ်တဝဲမှာတိုက်နေတဲ့ကိစ္စနဲ့တရုတ်ကဝင်မပါဘူးမင်းတို့ကမင်းတို့ချအညာမှာချနေတယ်တရုတ်ကမင်းတို့ကမင်းတို့ချမင်းတို့နိုင်လို့ရှိရင်နိုင်တဲ့ကောင်တွေကစကားပြောမယ်အခုဟာက NUG ပါလာလို့ရှိလို့ရှိရင်စစ်တပ်ကိုကဝယ်မယ်ဖျဲသီးတွေရှိတယ်နော်ခင်ဗျားတို့ဖျဲသီးတွေမင်းအောင်လိုက်ကတော့ပါရဲ့ရုရှားသွားလဲဖျဲသီးကတရင်မပေးနိုင်မင်းအောင်လိုက်မန်တလေးလာလဲဖျဲသီးမသိဘူးတော့အောင်စန်းစစ်ကြီးအခုဘာဖြစ်နေလဲဖျဲသီးရမသိဘူး ဒါပေမဲ့ခမားတို့ဘာပြောထားလဲဒေါအောင်စားစုကြည်ထောင်ထဲဝင်နေတဲ့အချိန်မှာအမေစုနဲ့နေတိုင်းဆက်သွယ်ရပါတယ်ဆိုပြီးတော့မျိုးရံတော်သိန်းရပြောလိုက်ပန်ဆဲလိုဟာပြောလိုက်မောင်မောင်ဆူရပြောလိုက်ကြောက်ကြဘလူလဲဟိုအော်စတြေးလျဟိုပညာရှင်လိုလိုဘာလိုလိုကောင်းတော်ရှိသေးတယ်ဒီကောင်ကပြောလိုက်ရှေ့နေရပြောလိုက်ဆိုပြီးခမားတို့တွေလှုပ်ရှားသွားတာဒါကြောင့်မလို့ခမားတို့ဒီ NLD ရှိနေမယ်ဒီဟို NUG တွေပေါင်းထားတဲ့ NUCC ရှိသေးတယ်အာမသိလို့ရှိရင်အမျိုးသားတပ်ပေါင်းစုတို့ဘာတို့ပေါ့အကုန်လျှောက်ပြောတကယ်တကယ်ကြတော့ NUG တွေအကုန်ပေါင်းထားတာ NGO တွေအကုန်ပေါင်းထားတာ NGO နဲ့တော်လှန်ရေးနဲ့ NGO နဲ့နိုင်ငံရေးနဲ့ဆိုတာဘာမှမဆိုင်ဘူးဒါပေမဲ့ NUCC အကုန်လုံးက NGO တွေကြီးပဲလူခွေရေးသမား NGO ပဲအားဟိုပြည်သူလူထုကိုစံပေးတဲ့စီပေးတဲ့ NGO ပဲကိုယ့်ရဲ့ချင်းနဲ့ကိုလှုပ်ထားတာကိုယ့်ပတ်စံနဲ့ကိုလှုပ်ထားတဲ့ကောင်ကောင်းမှာပါပြီးတော့ NGO NUCC သို့မဟုတ်ပေါ့အဲ့ဟိုအလူခံအဖွဲ့ NUG ပြောထားတဲ့ဒီနီဘောတွေစစ်တပ်ကိုကာကွယ်ပေးမဲ့လူတွေပါနေလို့ရှိရင်ကျွန်တော်တို့တော်လှန်ရေးကကြာသွားတာအကြောင်းမဟုတ်ဘူးပြက်ပါပြက်သွားဖို့ရှိတယ်အဲ့တော့ပြည်သူလူထုအနေနဲ့တည်တည်ချာချာတီးဖို့လိုတယ် ် NUG အခုမိတဲ့အထဲမှာသူတော်ကောင်းနေပြီပဲခင်ဗျားတို့ပတ်စံချီလို့သင်ခန်းစာဝယ်ပေးလိုက် NUG မိထားတဲ့၃ပန်းနေနော်ဒီ PDF တွေမိထားတဲ့၃ပန်းနေသူတော်စင်တွေမဟုတ်ဘူးရဟန္တာတွေမထင်ရက်တွေပါဖြစ်သွားလို့ရှိအဲ့တော့အားလုံးပဲကျွန်တော်အခုပြောတဲ့စကားကိုသေသေချာချာစဉ်းစားလေ့လာချုံးငုံပြီးတော့ငါတို့ဘာလုပ်တင်တယ်လဲငါတို့ဘယ်လိုတော်လှန်ရေးကိုကူညီရမလဲဒါကိုစဉ်းစားကြပါပြောရင်းနဲ့ညီကုန်းချုပ်ပါတယ်အားလုံးပဲကျေးဇူးအများကြီးတင်ပါတယ်